ဘယ်လိုမြင်လာပါဒီနေ့တိတ္တကရင်းချွတ်လာပြီးနေလဲဟုတ်တယ်အဲ့ဒါကြောင့်မလို့လူသားနဲ့အပြီးတမားဆိုပြီးသူသာဆက်စုထားရတယ်မနေ့စောစောစီစီမှာမင်္ဂလာရှိရှိလေးနဲ့ပြပြချင်ပါတယ်ကောင်းလို့ဖပြမှာဖြစ်ပါတယ်ပေါ့နော် တကယ်တော့လူသားတွေကအမှန်တရားကိုရှာတဲ့အခါမှာအမှားကိုကျူးလွန်ပြီးမှအမှန်ကိုတွေ့ကြရတယ်။အမှန်ဆိုတဲ့အလင်းပေါ်လာတဲ့အခါမှာအမှားဆိုတဲ့အမှောင်ပြက်ွယ်သွားတယ်ပေါ့။အဲ့တော့မှန်ကန်တဲ့အတိတ်တွေနဲ့ဆက်ပြီးတော့သွားရတယ်ရှင်သန်ခဲ့ရတယ်။အဲ့တော့ဒီမှန်ကန်တဲ့အတိတ်တွေ မရခင်မှာလဲကိုယ့်ကိုယ်ယုံကြည်မှုအမျိုးမျိုးဆိုတာရှိလာခဲ့တယ်ပေါ့နော်အဲ့တော့ကိုယ့်ကိုယ်ယုံကြည်မှုတွေဆိုတာကဘယ်ကလာတာလဲဆိုတော့မတိကျရလာတာပေါ့အထောက်တရားတွေကနေလာတာဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်ကိုပြောက်တဲ့နေရာနေပြီးအာကိုရရှာရင်နေပြီးတော့ကိုယ်ကမှုယုံကြည်မှုတွေအဖြစ်နဲ့ အမြင့်တွေသားတယ်ဒီလိုပဲပြောရမယ်နဲ့တွေ့ရနော်အဲ့တော့အသည့်ပညာလေးသူ့ရဲ့ဒီပါတော့တရားမှမဟုတ်ဘူးပေါ့နော်ကိုကိုဝယ်ယုံကြည်ရမှာအသည့်ဒီအမှတ်နေအစိုးရကောင်းနေပေါ်လာပြီဆိုတဲ့အခါမှာလဲအဲ့ဒီသူတို့ရဲ့သိထားတဲ့အကြောင်းအရာကိုပေါ့နော်တည်တည်ချာချာနက်နက်နဲနဲတည်ယူခွဲပြီးတော့မှ နှီးပြီးလမ်းပြကြတယ်ပေါ့လက်ဆင့်ကမ်းကြတယ်ပေါ့အဲတော့တရားရည်ဒီဗုဒ္ဓဘာသာမှာတော့ဗုဒ္ဓရဲ့ဓမ္မတွေထဲမှာတော့အထူးခြားဆုံးအရာသာကိုပေးနိုင်တာကတော့အဘိဓမ္မာတရားတော်ကြီးဟုတ်တယ်။ဓမ္မနဲ့အမှန်ဆုံးနဲ့အကောင်အကျိုးနဲ့အကြောင်းကိုတိတိကျကျသိစေတယ်လို့ဒုက္ခရဲ့အဆုံးကိုလည်းသိစေတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ အပိဓမ္မတရားတော်ကြီးကအဲအရှိတဲ့အတိတရားကိုပူဇော်ပေးတဲ့တရားတော်လို့ပြောမယ်ဆိုရင်လည်းမမားလို့ပြောပါမယ်။ကာသူတစ်ပါးယောက်ျားမိန်းမဒါနေထက်ဆံရုပ်နံဒီရုပ်တရားနံတရားเจ้าနေ ਉਹ ပဲ။ပြန်လည်းပြောခဲ့တာဟုတ်တယ်။ နောက်ပြီးတော့ဒီအပိဓမ္မတရားတော်ကိုလေ့လာခြင်းအပြင်အခုပြီးဝင်မယ်ပေါ့နော်အဲ့တော့ဒုက္ခကြောက်တဲ့သူတွေလည်းဒုက္ခမရောက်ရအောင်အတိနဲ့ခဲ့တင်ပေးမယ်တရားတော်လည်းဖြစ်တယ်အကြောက်နေုံနဲ့မပြီးဘူးပေါ့နော်လမ်းကြောင်းကိုလမ်းကြောင်းအပ်ဖက်အောင်ရှာတတ်ဖို့လည်းလိုတယ်အဲ့တော့ကြောက်နေတာနဲ့ပဲအဖြေရခတ်သွားပါမဟုတ်ဘူးကြောက်နေလို့ဆိုပြီးကိုယ့်ရဲ့ဒုက္ခကိုသူများစီမှာ ပုံချလိုက်လို့လည်းမရဘူးပေါ့နော်ဆိုတဲ့အခါကျတော့ကိုကြောင့်နေတဲ့အကြောင်းအရာဟာဘာလဲအဲ့ဒီကိုကြောင့်နေတဲ့အကြောင်းအရာကိုကျော်လွန်နိုင်ဖို့အတွက်ဘယ်လိုပုံစံနဲ့ကျော်လွှားတော့ရမလဲဒီနီးလန်းတွေကိုရှာဖွေတာဆိုလို့ရှိရင်အဘိဓမ္မာတရားတော်ကြီးပဲဖြစ်တယ်အဲ့တော့အဘိဓမ္မာတရားတော်ကြီးက အတီကြောင့်လို့အတီရှာတော့မတရားကိုဖန်တီးပေးနိုင်တဲ့အမတာစီတော်ကြီးဆိုလဲဟုတ်တယ်ပေါ့နော်အဲ့တော့ဘာကိုသိစီလဲဆိုတော့ဒုက္ခကိုသိစီတယ်ဒုက္ခကိုရောက်စီတဲ့အကြောင်းတွေကိုသိစီတယ်အကြောင်းတွေလုံးရင်ဘာအကျိုးရဖြစ်မလဲဆိုတဲ့အကျိုးတွေကိုလည်းသိစီတယ်ပေါ့နော်အဲ့တော့ ဒုက္ခကိုကြောက်ပြီးတော့ဒုက္ခကိုစောင့်နေလို့မရဘူး။အဲတော့ဒုက္ခကိုကြောက်ပြီးတော့ဘယ်လိုဖယ်ခွာရမလဲ။ဒါဟာလက်ကင်ထားရမှာလားမထားရဘူးလား။ဘယ်ဟာတွေကတော့ဒုက္ခလို့ထင်နေတဲ့ဒုက္ခတွေဖြစ်တယ်။ဘယ်ဟာတွေကတော့အစီအမံတရားတော်တွေဖြစ်တယ်။ဘယ်ဟာတွေကတော့ယူရမယ်။ဘယ်ဟာတွေကတော့ပယ်ရမယ်။စသဖြင့်ပေါ့နော်။တိတိကြကြတိတိပါပါ။ ရှင်းပြတယ်နဲ့နဲ့တဲ့တရားတော်ဖြစ်တယ်။ဒါပေမဲ့ခက်ခဲတယ်လို့ဆိုရင်မဲ့လဲခက်ခဲတယ်လို့ဆိုရင်မဲ့လဲအစလုံလိုက်ပြီးရောမှရှာပွေလိုက်မယ်ဆိုရင်တော့ခက်ခဲတာကိုကျော်လွန်နိုင်မှာဖြစ်တယ်ပေါ့နော်။အဲတော့ကိုယ်ခန္ဓာကိုယ်ထဲမှာအတိကိုထိုးထွင်းပြီးတော့သိနိုင်မှုလို့လေ။အဲ့တော့ တို့ရဲ့အတိကပြောင်းသွားဖို့ဆိုရင်အဲ့ဒီအတိဟာမှန်ရလားမှားရလားအရင်ဆုံးစပြီးလေ့လာမယ်စမ်းစီရမယ်တရုတ်ခွင်းရမယ်အတိဟာတွေကိုသိပြီးသားလို့ရှိရင်အမှန်ကိုရောက်တဲ့အထိပြောင်းလဲပြရမယ်ဒီလိုအစဉ်တွေကိုရဖို့အတွက်ဆိုရင်တော့အဖိဓမ္မကိုသင်ယူလေ့လာတာအကောင်းဆုံးပဲလို့ပြောကြတယ်ပေါ့နော်အဲ့တော့အဖိဓမ္မဆိုတာက တကယ်တော့ကိုယ်ခန္ဓာကိုယ်ရဲ့တမိုင်းကြောင့်ခြေရခံတယ်ဆိုလည်းဟုတ်တယ်။နောက်တကအဘိဓမ္မာရဲ့တမိုင်းဟာဘုရားရဲ့တမိုင်းဆိုလည်းဟုတ်တယ်။အဲ့တော့ဘုရားရဲ့တမိုင်းကြောင့်ကိုယ်ခန္ဓာကိုယ်ရဲ့တမိုင်းကြောင့်ကိုသိချင်တယ်ဆိုလို့ရှင်တော့အဘိဓမ္မာဆိုတာကိုလေ့လာဖို့လိုတယ်ပေါ့။မြတ်စွာဘုရားက ဖျားပြတ်တော်မူပြီးတဲ့အခါမှာအဘိဓမ္မာကိုယရနာကရတတဟာဆိုတဲ့ဒီတံပိုးရှိတဲ့အရာလေးပေါ့နော်အဲ့ဒီနေရာလေးမှာဘုရားရှင်ကအဘိဓမ္မာတရားကိုဓမ္မသင်္ကနီဝေပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုဝိတုယမိုက်ဆိုတဲ့အဘိဓမ္မာ6ကျမ်းကိုဆင်ခြင်တဲ့ဒီ6ကျမ်းကိုဆင်ခြင်တဲ့အခါမှာပဋ္ဌာန်းကျမ်းတော်ကြီးကိုဆင်ခြင်တဲ့အခါကျမှာ ရောင်ကြီးတော်တွေကကွန်မြူလာတယ်တဲ့အဲ့တော့ညံအားနဲ့တရားနဲ့ညီမျှတဲ့ဆွမ်းအားနဲ့ပေါ့နော်အလွန်ကျယ်ပြောတဲ့သမုဒ္ဒရာကြီးရဲ့မှာအလွန်ကြီးမားတဲ့ငါးကြီးတကောင်လွန့်လွန့်ပြီးတော့မှစိတ်ချိုက်ကူးခတ်လို့ရတဲ့အခါမှာဒါကျေနပ်ပြီးတော့မှရောင်ကြီးတော်တွေကွန်မြူလာတဲ့သဘောဖြစ်တယ်ပေါ့နော်ဒါကတော့လူစကားနဲ့ပြောလိုက်တာပေါ့လေဆိုတဲ့အခါကျတော့ဒီတရားတွေကိုမြတ်စွာဘုရားပြန်ပြုပေးခဲ့တာဟုတ်တယ်အဲ့တော့အဘိဓမ္မာခုနှစ်ချမ်းက ဓမ္မသင်္ကေတဆိုတာကပရမတ်ထတရားတွေကိုဒုက္ခတိကမာတိကလရေထွက်ဟောပြတဲ့ဂျမ်းကိုဆက်နည်းဟောခဲ့တယ်ဝီပင်းဆိုတဲ့ပရမတ်ထတရားတွေကိုအကျယ်ဝီဖန်ပြောပြတဲ့ဂျမ်းကိုတော့ဆက်နည်းဓာတုကထာဆိုတာကခန္ဓာ၅ပါးအာယတနာ၁၂ပါးတတ်၁၈ပါးတစ္ဆာ၄ပါးဒါတွေဝီဖန်ခဲ့တာကိုတော့6ရက်ပုဂ္ဂလပညာဆိုတဲ့ပညာတရားတွေကို ဟောကြားတာကတော့9ရက် ကထာဝိတုဆိုတဲ့အယူဝါဒရေးရာနဲ့ပတ်သက်ပြီးဟောပြတဲ့ကျမ်းနေရာရှိရဲ့ဂျမိုက်ဆိုတဲ့ပရမတ်ထတရားတွေအားလုံးကိုအစုံလိုက်ဟောပြောတဲ့ကျမ်းနေမှာတော့ရက်20ပဋ္ဌာန်းအကြောင်းအကျိုးအဆက်တွေကိုဟောကြားလေ့လာတာကတော့25ရက်ရက်ပေါင်း90လအားဖြင့်3လကြာအောင်ဟောကြားခဲ့တယ်စုစုပေါင်းလူတက်တန်းနဲ့ရက်90ဆိုတော့3လပေါ့ဘာရင်3လမှာနတ်ပြည်မှာတဲ့အပိဓမ္မာခွင့်ချက်ကိုဟောခဲ့တယ်ပေါ့နော် ဆိုတော့ဘာဇိုလာပြီကျော်တရက်နေမှာစပြီးဟောတဲ့တရားကလူပြီမှာလဲနတ်ပြီမှာဟောတယ်လို့လူပြီမှာလဲပြန့်နှံ့နေဘယ်လိုပြန့်နှံ့တာလဲဆိုတော့နတ်ပြီမှာအပြီးတမဟောနေတဲ့အချိန်မှာပဲဘုခင်လို့ဆိုရင်တော့ဘယ်လိုပြောရမလဲဟင်းတီဗီထားခဲ့တာပေါ့။ဖေဟာသူ့ရဲ့ဟိုမှာကျုပ်ပါတော့ဟိုမှာတရားဟောချင်နေခဲ့တဲ့အချိန်မှာသူကလူခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက်ကို ဒီ blue view ပြန်ကြပြန်ကြပြီးတော့မှဆုံးဖုံးပေးရေချိုးရေမှုချိုးပေါ့လေခဏနားတဲ့ချိန်မှာစင်တာရီပုဒ်တော်ကြာလာပြီးဝီဂျီဟိုငယ်ပြုစုတဲ့အခါမှာဒီတရားတော်ကိုဟောတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကနတ်ပြည်မှာじゃအခြေဟောတာပေါ့နော်ဒါမဲ့လည်းဒီသူရဲ့အခါတာဝကကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာကိုဟောတဲ့အခါကျတော့သင်္ခေပအချင်းဆုံးပဲဟောတာပြီးတော့မှတရားတော်ကိုအချင်းအချင်း ါဘုရားကတော့ဟောခဲ့တယ်ပေါ့နော်အဲ့တော့ဘုရားစီကနေပြီးတော့မှအချင်းဤနဲ့နားခဲ့တဲ့အပြီးတော့တရားတော်တွေကိုအကျဲချက်နားလဲပြီးတော့မှတခါအတူနေတပည့်ရင်းလူသားတပည့်ပေါ့နော်လူသားယဟန်900ကိုတခါမကျင်းမကျင်းညံတော်ကြီးနဲ့ပြန်ပြီးတင်းတင်းပြတယ်ပေါ့အဲ့တော့သူတော်တို့ဒီနားလဲနေရတယ်ပိဓမာဆိုရဲအော်နားလေတဲ့ဆိုလိလာနေတဲ့အပိဓမာဆိုတာကမြတ်စွာဘုရားကနေရှင်သာရိပုတ္တရာကိုအကျဉ်းဟော ရှင်သာရိပုတ္တရာအဲ့ဒါလေးကိုမချင်းမချဲချဲပြီးမှဟောကြားတဲ့တရားဟုတ်တယ်ပေါ့နော်အဲ့တော့ဘိဓမ္မာတရားတော်ဦးတဲ့မလို့ပေါ့နော်မြတ်စွာဘုရားကလူပြည်မှာမဟောတော့တာရိနာမှာဟောတော့ဆိုရင်တော့တဲ့အကျေပြန်လုံးတော့ရရှိလာများတောက်လျှောက်ပေါ့နော်။နာယူနိုင်ဖို့အတွက်အစွမ်းမရှိနိုင်တာကြောင့်မလို့အကျေတော်ရိနာမှာဟောတယ်ပေါ့ ခြင်းနဲ့အရက်ကိုခြင်းနဲ့တူတဲ့တရားတော်ကိုတော့ရှင်သာရိပုတ္တရာကနေမှာတပါတခြားသူကနားမလည်နိုင်ဘူးဒါတော့ဒီတော့ရှင်သာရိပုတ္တရာကအကြီးဟောတယ်တဲ့ပြောတစ်ကတော့သူရဲ့မေရောနတ်သားကိုယေရှုဆက်လို့တာမိဘယေရှုကိုလည်းတတ်တော်ကိုနားလည်စေလို့တာအပြီးတမတရားတော်ကိုအဆအဆုံးပေါ့နော်ထရိုင်နဲ့ဟောလို့တာအဲ့တော့အဆအဆုံးတထိုင်နဲ့နာကြားလိုက်ရလို့ရှိရင်တရားနာရတဲ့သူကအကျိုးတူးတကယ်ရမှာမလို့ နောက်ကျဲဝင်းနဲ့နဲမှုကိုလက်တိစီလိုတာအဲ့တော့လူတို့ရဲ့တက်တန်းအရေးအတွက်နဲ့ဆိုရင်3လဆက်တိုက်နာယူဖို့ဆိုတာမဖြစ်နိုင်တော့ဒီတာရင်နာမှာဟောရတာဖြစ်တယ်ပေါ့နော်ဆိုတော့အဘိဓမ္မာဆိုတာအဘိဆိုတာတာလွန်ထူးခြားတာပေါ့ဓမ္မဆိုတာကသဘာဝတရားပဲအဲ့တော့တာလွန်ထူးခြားတဲ့သဘာဝတရားကိုအဘိဓမ္မာအဲ့တော့အဘိဓမ္မာခုနှစ်ချမ်းကအချင်းချုပ်ပြီးပြောမယ်ဆိုရင်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာဆိုပြီးတော့တရား၅ပါးရတယ် အဘိဓမ္မထသင်္ကဟလို့လည်းခေါ်တယ်။စိတ်ဆိုတာဘာလဲ။စိတ်ဆိုတာလေ။ကောင်းတယ်မှာလူလို့ပြောလိုက်ရင်ပေါ်လာတယ်နော်။အမေပေါ်လာတယ်အဖေပေါ်လာတယ်။အဲ့တော့စိတ်ဆိုတာဘာလဲ။အာယုံယူလိုက်တာပဲ။အာယုံတည်တာပဲ။အဲ့လှုပ်ရှားသွားလာနိုင်အောင်ခန္ဓာကိုယ်ထဲမှာလက်ပတ်ပေးနေရစိတ်ဖြစ်တယ်။နောက်တစ်ခုကတော့စေတသိက်စိတ်နဲ့အတူဖြစ်တာစိတ်ကိုချေလဲတတ်တဲ့သဘော။ ။သွားချင်တယ်။သွားချင်တယ်ဆိုရယ်စိတ်နဲ့အတူစပြီးဖြစ်တာပေါ့။အဲ့လိုဖြစ်တဲ့စိတ်တရားစိတ်နဲ့စေတသိက်အတူတူပေါင်းစပ်ပြီးအလုပ်လုပ်ကြတာဖြစ်တယ်။စေတသိက်ကစိတ်နဲ့အတူဖြစ်တာ။ကျုပ်ဆိုတာကတော့အပူအေးစတဲ့ဆန့်ကျင်မဲ့အကြောင်းတရားတွေကြောင့်ရှေ့စဉ်နောက်စဉ်မတူအောင်ပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောတွေ။အဲ့လိုရုပ်ရှိလို့ထိုင်နေပြီဆိုတာရုပ်ရှိလို့ထားနေပြီဆိုတာလည်းရုပ်ရှိလို့အခုလိုနားထောင်နေရဲဆိုတာလည်းကြားနေနေဆိုတာလည်းရုပ်တည်ရှိလို့ဖြစ်တယ်။ ဆိုတော့ရုပ်ကနေတော့တဆင့်ခဲရတာပေါ့เนาะပြီးရောနံကနေဆက်တည်ရတာဖြစ်တယ်အဲ့တော့အဲ့ဒါမှကြားတာဖြစ်လာတယ်ပေါ့အဲ့တော့စိတ်စေတသိက်ရုပ်ဘုခုပေါင်းဆက်ပြီးတော့မှဒါကြားတယ်ဆိုရအမှုဖြစ်တယ်ပေါ့နိဗ္ဗာန်ဆိုတာကတော့ကိလေသာတွေမရှိတာတဏှာတွေကုန်သွားတာဒုက္ခတွေဒုက္ခခတ်သိမ်းပေါ့เนาะချုပ်ငြိမ်းသွားတာလောဘဒေါသမောဟတွေမဖြစ်တော့ဘူးဆိုတာလည်းနိဗ္ဗာန်ပဲပေါ့เนาะအဲ့တော့နိဗ္ဗာန်ဆိုတာကဝေးကြီးမဟုတ်ဘူးနိဗ္ဗာန်ကို ဆုတောင်းယူလို့မရဘူး။နိဗ္ဗာန်ဆိုတာကြည့်ယူမှရတာဖြစ်တယ်။ခိလေသာကင်းတဲ့အချိန်မှာနိဗ္ဗာန်ကရှိတယ်။အဲ့လိုခန္ဓာလေးပေါ့နော်ခန္ဓာလေးလောဘဒေါသမောဟတွေမဖြစ်ပဲဖြစ်သွားတဲ့အချိန်ဒီလိုကိလေသာကင်းနေတဲ့ဖြစ်နေတဲ့နိဗ္ဗာန်ခဏိကနိဗ္ဗာန်ရောဂုခန္ဓာကိုယ်မှာစိတ်နဲ့ရုပ်ကိုတွဲပြီးတော့ချုပ်ထားတဲ့နိဗ္ဗာန်တစ်ခုဒါထာဝရနိဗ္ဗာန်တော့မဟုတ်ဘူးပေါ့နော်ရထာဝရနိဗ္ဗာန်လိုချင်နေဆိုရင်တော့အတိကိုသုံးချပြီးတော့အကျင့်နဲ့အတိကိုသုံးပြီးအကျင့်နဲ့ရှာပေးရမှာဖြစ်တယ် တော့ပြဉ္ညာဆိုတာဘာလဲပြဉ္ညာဆိုတာကကြတော့နာမည်ဒီခေါ်ဝေါ်ဒီပေါ့နော်ပြဉ္ညာမရှိဘူးဆိုရင်လည်းပြောဆိုဖို့အတွက်ခေါ်ဝေါ်ဖို့အတွက်အညွှန်းပြုဖို့အတွက်လိုအပ်တယ်အဲဒါကြောင့်ပြဉ္ညာကခေါ်ဝေါ်လို့ရပေါ့ဟုတ်စိတ်စည်းတသိယုတ်နိဗ္ဗာန်ဆိုတာလည်းခေါ်ဝေါ်ဒီပဲဒီလိုခေါ်မယ်ပေါ့ဒါဒီလိုပေါ့အဲ့တော့တဘာဝတရားမှာရှိနေတာတွေကိုခေါ်ဆိုသုံးနှုံးလို့ရအောင်အမိကင်မွတ်တက်ပေးထားတာတွေကိုပြဉ္ညာပေါ့အဲ့တော့ပြဉ္ညာကပြောင်းလဲမှုရှိတယ်ဥပမာ ဒီလူတရားပေါ့နော်ဥမာတုတပဲဆိုပါတော့တုတကိုလူတွေကအသက်အရွယ်လူသူတွေလူတွေကတုတကိုယ့်ရဲ့ကြီးတဲ့သူတွေကအာမိတုတငယ်တဲ့သူတွေကမမတုတခေါ်မယ်ပေါ့နော်တုတရဲ့အဖေနဲ့မိရကြတဲ့သမီးလေးဒီလိုခေါ်မယ်ပေါ့နော်အဲ့တော့တခါတုတတကယ်လို့သားပေါ့နော် generation နဲ့ရှိလာမယ်ဆိုရင်တော့တုတကအမေဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒါတွေက ကိုကျင်လျာပတ်ဝန်းကျင်ကိုလိုက်ပြီးကိုစားပြုသွားတယ်နာမည်တွေပဲဟုတ်တယ်ပေါ့เนาะဒါပေမဲ့တုဒ္ဒါရောရုပ်ကတော့ဒီရုပ်ပဲလीเนาะရုပ်ကတော့ဒီရုပ်ပဲအဲ့တော့နာမည်တွေကိုတတ်မှတ်ထားတဲ့အခေါ်ဝေါ်ကြီးပြောင်းနေတာဖြစ်တယ်ဒါဟာပညာပေါ့เนาะအဲ့တော့ဗြဟ္မတ်တရား၄ပါးအမှန်တရားကိုပညာလို့ခေါ်တယ်ပရမဆိုတာမဖောက်မပြဲမှန်တာအထသဘောတရားပေါ့เนาะအဲ့တော့ပညာကပြောင်းလဲနေတော့အမှန်တရားထဲမှာမပါဘူး အမှန်တရားတွေမှာပရမတ်ထတရား၄ပါးထဲမှာပြညတ်ကိုမထည့်ဘူးစိတ်စေတသိက်ရုပ်နဲ့နိဗ္ဗာန်ကပြောင်းလဲမှုမရှိတော့ပရမတ်ထတရားက၄ပါးစိတ်စေတသိက်ကနံရုပ်ကတော့ရုပ်ပေါ့ဆိုတော့နိဗ္ဗာန်ကရုပ်လည်းမဟုတ်ဘူးနံလည်းမဟုတ်ဘဲနဲ့ရုပ်နံတို့ရဲ့ချုပ်ငြိမ်းရာဖြစ်တယ်အဲ့တော့စိတ်ဆိုတာဘာလဲပေါ့နော်အဲ့စိတ်ဆိုတာနံပဲအဲ့တော့ဘဝကိုလိုချင်လို့ပဲဖြစ်စေမလိုချင်လို့ပဲဖြစ်စေရလာတဲ့အခါမှာ ဖြတ်တန်းသွားရမယ်အဲ့တော့ငါအောင်မြင်မြင်ဖြတ်တန်းသွားဖို့နီးလန်းလိုတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဘဝကိုချမ်းချမ်းသာသာငြင်းငြင်းချမ်းချမ်းနေနိုင်ဖို့အတွက်စိတ်ကိုလေ့လာကြည့်ရမယ်အဲ့တော့အေးအဲ့လိုလေ့လာကြည့်တယ်ဆိုတာဟာကိုယ့်ရဲ့တမိုင်းချောင်းပဲပေါ့စိတ်ရဲ့တမိုင်းချောင်းပဲဆိုတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတမိုင်းကြီးကိုနှာကျင်နေဆိုရင်ပြင်ရင်းရမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့တမိုင်းပြင်ရင်းနိုင်ဖို့အတွက်အာ အကျင့်လိုတယ်ပေါ့နော်ပြင်ဖို့ဆိုရင်အတိရဲ့အကျင့်ရဲ့လိုရပေါ့နော်အကျင့်ကျင့်ရုံနဲ့လည်းမရငါတိတ်ကျင့်ကျင့်တာပဲသူတော့မတိဘူးဆိုရင်မရဘူးအဲ့တော့တိပြီးပြီးဆက်ပြီးမကျင့်တော့ဟာတိပြီးတော့ပါပြီကွာဆိုရင်လည်းဒါအကျင့်ပဲဖြစ်တဲ့အတွက်ကို့မှာကိုလိုချင်တဲ့ပြုပြင်ပြောင်းလဲမှုအစစ်အမှန်ကိုမရတော့ကို့တမိုင်းကိုကန်းကန်းမရှိနိုင်ဘူးပေါ့နော်သူများရှိပြီးတဲ့တမိုင်းကိုရတော့မှာပေါ့နော်အဲ့တော့ကို့တမိုင်းကိုရေးဖို့တိုက်ကိုဒီစိတ်ကိုတိဖို့လိုတယ် ဆိုတော့စိတ်ကပါလဲစိတ်က၄မျိုးအောင်ရှိတယ်တဲ့ကာမတဏအာယုံဒီကာမဘုံကဘောနော်ကာမဘုံကဒီကာမဘုံ32ဘုံဒီကာမဘုံနေမှာကျင်လည်နေတဲ့အခါမှာဖြစ်တဲ့စိတ်ကာမဝါစရာစိတ်ပေါ့နော်အဲ့ဒီဟာကကံမဲ့ပေါ့ပြူတာပြူလို့ရတဲ့စိတ်အဲ့ဒါဒီ54ခုလောက်ရှိတယ် နာဇန်စိတ်တွေဖြစ်တဲ့ရူပါဝါစရနဲ့အရူပါဝါစရရှိတယ်။အဲဒီရူပပုံမှာတက်ဝင်တာပေါ့နော်။တနည်းအားဖြင့်တော့ရူပပုံမှာကျင်လည်တတ်တဲ့အများသောအားဖြင့်ကျင်လည်တတ်တဲ့ဖြစ်တတ်တဲ့စိတ်ရူပတဏမှာဖြစ်တာ။အရူပါဝါစရဆိုတာကအရူပတဏမှာဖြစ်ပြီးအရူပပုံမှာပဲဖြစ်တာပေါ့။နောက်လောဘဒရာစိတ်ကတော့ဉာဏ်ပေါ့နော်။လောကသုံးပါးကနေလွတ်မြောက်သွားတဲ့စိတ်လွတ်ပြောက်တဲ့စိတ်အဲတော့ဆွမ်းနာကလောက ၃ပါးထက်လွန်ကဲမြင့်မြတ်တဲ့စိတ်တွေဖြစ်တယ်အဲ့တော့တူချုပ်အပြင်ခွဲမယ်ဆိုရင်ကံရဇံရညံရပေါ့ဒီလိုခွဲတယ်ပေါ့အဲ့တော့သူကလည်းဇံလောက်နဲ့ပဲတင်းနေသွားတာဖြစ်တယ်ညံအထိမရဘူးပေါ့သူကညံအထိရောက်တယ်လို့ထင်နေကြတာမျိုးနဲ့ရှိနေပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုရှင်တန်ဒီဇင်မှာကိုယ့်ရဲ့စိတ်ဟာငါကံစိတ်တွေလားဇံစိတ်တွေလားညံစိတ်တွေလားဆိုတော့အသိဖို့လိုတယ်ပြန်စဉ်းစားတဲ့အခါမှာသိရတာ တိတိသွားမယ်ပေါ့နော်ငါကန်စိတ်တွေပဲဒီစံစိတ်ရောက်နေပြီညံစိတ်ရောက်နေပြီဆိုရဲဟာမျိုးတိဖို့လိုတယ်တိဖို့ကြည့်ရအောင်ပါဆိုတော့ခွဲခြားနိုင်ဖို့လည်းလိုတယ်ပေါ့နော်အဲ့တော့ဒီခွဲခြားနိုင်သွားပြီဆိုရင်လည်းအခုမှလေစံစိတ်နဲ့ညံစိတ်ကမရှိနေဘူးခွဲခြားနိုင်ဖို့ဆိုတော့သူ့ဟိုဘယ်လိုပြမလဲဒီစာတွေတို့ဘာလို့လဲလိလာရတာပေါ့နော်လိလာတဲ့ခါမှာငါ့မှာကန်စိတ်တစ်ခုပဲရှိတယ်ခါကန်စိတ်ဆိုတာကာမစိတ်54ပါပဲရှိရင် ဝမ်းမနေသွားနဲ့အဲ့တော့ကိုကအချမ်းကတိသွားပြီပေါ့နော်ဟောင်းကမှဒီလိုစိတ်တွေပဲရှိနေတာပြင်ချင်သလားဆိုတော့မပြင်ချင်ဘူးလားဆိုတဲ့နေရာလေးရောက်သွားမယ်ပေါ့နော်အဲ့တော့ပြင်ချင်တယ်မပြင်ချင်ဘူးဆိုရင်အဲထပ်ပြီးဆုံးဖြတ်ပါဆုံးဖြတ်ပြီးလို့ပြင်ချင်တယ်ဆိုရင်တော့ဆက်ပြီးလေ့လာအထုတ်ပါတိအောင်လုပ်ပါပြီးတဲ့အခါမှာတော့ရက်မထားနဲ့ကျင်ပါပေါ့နော်နောက်တစ်ခါကာမဝါစရာစိတ်ဆိုတဲ့ကံစိတ်ဒီကံစိတ်မှာကိုပဲကုသူ ်အကုတုရှိမယ်အကုတုရဲ့အဟေရဲ့ကာမတောပနာဆိုတဲ့စိတ်၃ပါးရှိတယ်ပေါ့နော်အဲ့တော့အဒီကိုယ်မှာဖြစ်တဲ့စိတ်ကိုယ်နဲ့အကက်ဆုံးလာတဲ့အကုတုစိတ်ပေါ့နော်အဲ့တော့အကုတုစိတ်က12ခုတောင်ရှိတယ်အဲ့တော့အကုတုစိတ်12ခုတောင်ရှိတော့အကုတုစိတ်ကလေလောဘနဲ့မူငြိမ်းပြီးဖြစ်တာလောဘတွေဖြစ်တာဒေါသတွေနဲ့ဖြစ်နေတာမောဟစိတ်တွေဆိုပြီးတော့မှပေါ့နော်ဒီစိတ်တွေရှိတယ် အဲ့တော့ဖက်ကုတ်သူစိတ်စားပါလေမျက်လုံးပွင့်တဲ့အချိန်ကနေပြီးတော့မျက်စိနှလုံးပွင့်ရတာနေအိတ်သွားတဲ့အချိန်အထိအများဆုံးဖြစ်နေတဲ့လိုချင်တဲ့စိတ်တွေငါမငါလို့ထင်တဲ့စိတ်တွေဗာထီမထင်တဲ့စိတ်တွေဒီလိုစိတ်တွေအဖြစ်များတယ်အဲနောက်ဆုံးလင်းလာပြီဆိုတာနဲ့ဗိုက်စားတယ်စားခြင်းနဲ့အဲ့လိုမျိုးပေါ့နော်သွားခြင်းနဲ့ဝစ်ခြင်းနဲ့ ဘာဖြစ်ချင်လဲဆိုတော့ဖြစ်ချင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 ်ဆိုတော့လောဘစိတ်တည်းနောက်တစ်ခါဒါမဲ့အချင်းချင်းချင်းထဲမှာလည်းဟောဖေဘုရားရှိခိုးခြင်းနဲ့ဘာဖြစ်ချင်လဲဆိုတာလည်းကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီချင်းနဲ့ဆိုတာလောဘမှုစိတ်ပဲလောဘတွေလိုချင်မှုရှိနေတာနောက်ကိုနှစ်သက်တဲ့အရာတွေကိုတွေးလို့ရှိရင်သဘောကျတဲ့တော့သဘောကျတဲ့စိတ်ဖြစ်သွားတာ အလွယ်လွယ်မှတ်မယ်ဆိုရင်တော့ဝမ်းသာတာကြည်ညိုတာကြည်နတ်တာသဘောကျတာအလိုနှစ်သက်တဲ့ဟာတွေအကုန်လုံးအခုချစ်တဲ့သူကိုတွေ့ရင်ကြည်နတ်တယ်ကိုချစ်တဲ့သူအတန်ကြာရင်ကြည်နတ်တယ်ကိုကကြည်နတ်တယ်မလားအဲ့တော့ခါကြတော့ဒါဒီလောပါစေဟုတ်တယ်အဲ့ဒါသိမကြည်နတ်နဲ့ပေါ့နော်အဲ့တော့စိတ်ပါတယ်စိတ်ပါသွားလို့ရှိရင်ကိုကနေပြီးတော့မှ အဲကြီးတက်သွားတာပေါ့နော်အဲဒါမှသူကြပဲသူညခိုင်းကြမလို့သွားနာနားထောင်မယ်ဆိုရမျိုးဖြစ်သွားတယ်ပေါ့နော်ဒါအလူလူဖြစ်တာအဲ့တော့ချစ်ခင်လာပြီဆိုလို့ရှိရင်လူချင်းမှုတွေနဲ့အတူတွဲပြီးတော့မကောင်းတဲ့စိတ်အကုသိုလ်စိတ်ဖြစ်လာတတ်တယ်ချစ်တာလည်းမကောင်းဘူးအဲ့တော့မကြည်နဲ့တာလည်းမကောင်းဘူးကြည်နဲ့တာလည်းမကောင်းမှုစသဖြင့်ပေါ့နော်အဲ့တော့ဒီစိတ်ကိုထပ်ပြီးရှင်းမယ်ဆိုလို့ရှိရင်ဒီ လောဘမှုစိတ်မှကိုပဲနောက်ထပ်ထပ်ပြီးခွဲလို့ရတာရှိတယ်။လောဘမှုစိတ်ကတော့၈ပါးပေါ့နော်။အဲတော့လောဘတွေနဲ့ဒေါသတွေနဲ့မောဟတွေနဲ့တဏှိကုံနိမာလာငါနေမိနေသလားဆိုတာကဘာကိုလိလာမှရမှာလဲဆိုတော့ဒီအပိဓမ္မာကိုလိလာလိုက်မယ်ဆိုလို့ရှိရင်တော့ဟောငါဒါတွေဖြစ်နေတာပါလားဆိုတာကိုကြာကြာနာနာနဲ့နေနေနေဒီသွားမယ်နောက်တစ်ခုကတခါ ီထဲမှာကိုပဲကိုစိတ်မှာကိုပဲမာနဆိုတာရှိတယ်ကိုကိုရီနားလည်ထားတယ်မာနအတိုင်းဟုတ်မဟုတ်တွေးကြည့်အောင်ပေါ့နော်မာနက၃မျိုးတောင်ရှိတယ်အထက်တန်းစားမာနတဲ့အလက်တန်းစားမာနတဲ့နောက်နှိမ်ကြတယ်မာနတဲ့မာနဆိုတာတခုမှမကောင်းဘူးပေါ့နော်ဆိုတော့အာဒီ ကိုမပစ္စည်းဥစ္စာကုန်သိက္ခာဒီလိုရှိတဲ့သူတွေကလေငါချမ်းသာတယ်ငါပါငါပါကောင်ငါပါဘွဲဒါရီယာကုန်သိက္ခာတွေပေါ်မှာမူတည်ပြီးဖြစ်သွားတဲ့အထက်တန်းစာမာထပေါ့နော်နောက်တကောင်အဲတီလာနဲ့ပတ်သက်ပြီးတော့လေတီလာစောက်ပြီးထားတာကြောင့်ကိုပဲမာနာလည်းဖြစ်သေးတာအဲ့တော့စောက်ပြီးထားတဲ့ဟာပေါ်မှာခံပြီးမာနာဖြစ်သွားရင်အကုသို့ဘက်ကိုရောက်သွားမှာပေါ့နော် ဲ့တော့နောက်တစ်ခုကကြတော့နိုင်ကြတဲ့မာနာဆိုဘာလဲဆိုမခံကျင်တာလေမခံကျင်တာစိတ်ရတော့ဘာဖြစ်လဲအဲ့လိုမျိုးမာနာဖြစ်သွားတာအဲ့တော့ကိုယ်ကိုဖိနိုင်လို့ရှိရင်လေကိုကမာနာပြန်ဖြစ်တယ်အဲ့ဒါကြောင့်ဒီမာနာ၃မျိုးဟာဘယ်တစ်ခုမှကောင်းမနေဘူးအဲ့တော့မာနာ၃မျိုးကဘာလဲဆိုတာထဲထဲဝင်ဝင်တည်တည်ကြာကြာခက်ခန္ဓာနာသိနေဖို့လုပ်နေပေါ့နော်အဲ့တော့อืม ဥပမာပေါ့မာနရှိနေရဆိုလို့ရှိရင်ကိုကတူညီတဲ့သူတွေနဲ့ဆိုလို့ရှိရင်လည်းကိုယ်စိတ်ကမာနဖြစ်တယ်နော်အဲ့တော့အောက်စရာလားငါနဲ့သူနဲ့တူနေရချိစရာလားအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါတွေကလည်းမာနတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ဘက်ကအတိတွေပြည်လားမှပြည်တာတွေရှိလားမှတတိဆိုတာလည်းထပ်ပြီးဖြစ်လာမယ်ပြီးရင်အချင်းချင်းလိုက်မယ်ဆိုလို့ရှိရင်တော့อืม အခုမှမလိုအပ်တဲ့အရာတွေကိုဖယ်ဖို့လွယ်သွားမယ်ပေါ့နော်ဒါကြောင့်ဒီအပိဓမ္မာတရားတော်ကိုလေ့လာမှဟုတ်တယ်ပေါ့နော်အဲ့တော့ဒီအပိဓမ္မာတရားတော်ကိုလေ့လာခြင်းအပြင်ကိုယ့်ရဲ့ရုပ်တွေကိုလည်းစိတ်တွေကိုလည်းပြင်နိုင်မယ်ရုပ်တွေကိုလည်းပြင်သွားနိုင်မယ်ဆိုရင်တော့ကုလိုခြင်းနဲ့ငြိမ်းချမ်းတဲ့အခြေအနေကိုရောက်လာနိုင်တယ်အဲ့ဒါကြောင့်အပိဓမ္မာတရားတော်ကိုလေ့လာဖို့သင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုဖောက်သင်ချခြင်းပါတယ်သူတကတော့ ဖောက်သေးချပို့ပဲတက်နိုင်ပါတယ်ပေါ့နော်အဲ့တော့ဆက်ပြီးလေ့လာတာကတော့ဒီ clicker တို့ရဲ့ဆန္ဒသားလင်း ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမဲ့လေ့လာခြင်းဒီဖြစ်စဉ်မလေ့လာခြင်းဒီဖြစ်စဉ်ပေါ့နော်ဒီတော့ဒီနေ့အာဆရာတော်ကြီးဓမ္မဘေရရှင်ဝိရိယတောင်စွန်းရဲ့တရားဦးဆိုရက်အပိဓမ္မလေ့လာမှာဟုတ်တယ်သို့တော်လည်းပဲပေါ့နော်တရားဦးကိုစပြီးတော့လေ့လာခြင်းပါတယ်အပိဓမ္မအကြောင်းအရာတွေကဖတ်လက်စာတွေအများကြီးရှိနေတယ်ဆိုတော့ ီတရားဥကနေစပြီးတော့ပါပြန်လေ့လာမယ်ပြီးလို့ရှိရင်အပြီးတမလေ့လာလက်စာအကြောင်းအရာတွေရှိပြန်သွားကြမယ်ပေါ့နော်သူကဖတ်လက်စာပြီးတယ်မှာအကြောင်းအရာတွေစီကိုဖတ်သွားကြပါမယ်အဲ့တော့ဒီနေ့7နာရီနဲ့ညနေ4နာရီနဲ့ည10နာရီအတွက်ကိုတော့သူကတရားဥဆိုတဲ့တရားတော်လေးကိုပြင်ဆင်ထားပါတယ်ပေါ့နော်ဒီနေ့တည်င်းကျော်လာပြီနေ့ခါသမ ्या ဖြစ်တဲ့အတွက်ကြောင့်စေဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ ပြည့်စုံကျွဲဝအောင်အတိတရားတတိတရားတို့နဲ့ထိမ့်သိမ့်ပြီးချင့်ချနိုင်ပါစေသူသားကပြည့်စုံပါစေလို့ပြီးနိုင်တဲ့သူမဟုတ်ပါဘူးပေါ့နော်ဒါကြောင့်ဆန္ဒပြုပါမယ်ပြည့်စုံသွားအောင်ချင့်ချအားထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ကြပါစေမမနေတဲ့ကမမညာတဲ့ဖြစ်သွားတယ်မဒီမေကူဒီမေမမနေတဲ့ညာတဲ့မမမြန်မမဇူလာဟန်ဒီ ီဒီဦးဒီဒီမေမေဝင်မဖြစ်သာမောင်းဟိုဒီဟိုကြောင့်ဒါရီတော့ဟာလေးရှောင်းနေတူနဲ့တိတ်နေတည်းရသူမဲဒီဒီဦးမမနာဟုတ်ပါရဲ့မတင်သာမောင်းဒီဒီဦးဒီဒီမေမေဝင်ရဲ့ DM ဦးဒီဒီဦးမမဆဆမာဂျူလာဟန်နီမန်တီယိုဤအောက်ကပါမမနေတဲ့မမဇော်လင်းတဲ့ ဟုတ်တယ်ကိုချင်းသာတရားကအစာပြုရမှာဆိုမှန်ပါရဲ့အေးဆေးပါတယ်ဆရာတော်ဦးဇော်တီကဘောဦးဇော်တီခါတာဖြစ်သွားပါတယ်ဘုရားမမရွှေစင်ချီပြုမမဆဆာမမအေးမမနာမမရွှေစင်ချီပြုမကောင်းပါလေဘူဝင်ဥဒနာမွေကိုဒနာဝင်မသင်စာမမနွယ်ရင်ကိုယ်စမကိုရက်ကိုရက်ဦးဝင်းမရွှင်စင်ချင်ပြီးအဝင်း WSM Quê quê mà đi có đi về mama nhớ đi à ba rồi đi thì đi công nhân nha ba chuyện gì thì với cô chuyện nhà cô chị bài quê quê tôi ra đi thì tôi ra cái cái mà lấy xe rồi đi 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 xe xe đi xe rồi đi xe rồi đi တရားတရားတော့အတန်သွင်းပြီးပို့ပြီးကောင်းပါပဲသုဒ္ဓရွတ်တာနဲ့ဆိုင်သုဒ္ဓရွတ်တာလွဲနေနိုင်တယ်ပေါ့နော်အဲတော့ဆရာတော်ဒီတပါးပါးနာကနေသုဒ္ဓကိုအတန်ခိုင်ပြီးချီးပြန်ပြီးကောင်းပါပဲလို့ဒီဒီနေ့အဲ့ဒီစကားလေးလက်ဆင့်ခံနေကြပါဦးအဲ့ဒါရင်ဒီနေ့မနက်လောဘဒေါသမောဟရော့ပါသွားတဲ့အထိအကုန်ဆုံး ထိမ့်ချုပ်နိုင်တဲ့အထိပေါ့နော်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်အဲဆိုရင်တော့ဒီနေ့မနေ့ဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်